င်းပြည်တန်တွဲမြို့နယ်အတွင်းကဆစ်ဆောင်ပြည်သူတွေမှာအရေပြားရောဂါဖြစ်ပွားနေပြီးစိတ်ကူတာကိုစိတ်လုံလောက်မှုမရှိလို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။အရေပြားရောဂါဖြစ်ပွားနေတဲ့ဆစ်ဆောင်ပြည်သူတွေကိုကုညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေအနေနဲ့စေဝါကုညီထောက်ပံ့ပေးပေမဲ့လုံလောက်မှုမရှိဘူးလို့တန်တွဲမြို့နယ်ဆစ်ဆောင်ပြည်သူတို့ကအရခတိုင်းကိုပြောပါတယ်။ဒီလည်းလာပေးကြတယ်။လာပေးကြတော့လူများခါကြတော့ခေရတော့လုံလောက်မှုမရှိဘူး။အာကလေးတွေကတော့အဓိကထားပြီးလူပြရတာပေါ့ဝေဒနာတော့လူကြီးလက်ခံစားနေရတာပဲ။ အကုန်လုံးဒီမှာသလိုချင်းကြောင်းမှာသလိုချင်းကလေးလာလာရောနေပြောတကြည်ရောတတိရောရာနာဘောလို့လို့မရှိရာထဲမှာလည်းဆိုစပိတ်ချောင်းတွေမှာလည်းရှိတယ်ရာနာတွေပေါက်ကြတယ်အဆေးရောကိုယ်ကတော့ကိုယ်လည်းဝယ်မသုံးနိုင်တလုံးခိုင်းစီမပြေတဲ့ခါကျတော့သူတို့လာပြရအဆေးရလည်းတော့ဒီများခါကျတော့လောင်းအောင်မရှိဘူးပေါ့ စိတ်လုံလောက်မှုမရှိတဲ့အတွက်စိတ်မကုပဲနေနေရပြီးစားကောက်ရဲ့အခက်အခဲကိုဥစားပေးဖြစ်ရှိနေရလို့စိတ်ကိုဝယ်မသောနိုင်ဘူးလို့လဲတန်ရွဲ့မြို့နယ်အတွင်းကစစ်ဆောင်ပြည်သူတို့ကအာရခတိုင်းကိုပြောပါတယ်စီကတော့ဘလို့ကတော့ဝယ်မသောနိုင်ပါစပို့တာအနေနဲ့လုပ်နေရခါကြတယ်စီဝယ်မသောနိုင်အတင်းနေရရစစ်ဆောင်ပြည်သူတွေကိုကုညီထောက်ပံ့ပေးနေတဲ့အဖွဲ့တွေကပေးတဲ့စေဝါတွေကအကောင့်ပေမဲ့ဖြစ်ပွားသူများပြားတာနဲ့အနာပြက်ဝါတာများပြားတာကြောင့်စေဝါကမလုံလောက်တာလည်းဖြစ်ပါတယ်။ဒါကတော့ကောင်းတာကောင်းပြီးတော့ ဆေးရကောင်းပြီးအနာများတာကကြတော့ဆေးရမလောက်နိုင်ပေါ့ဒီကလည်းများအနာလည်းများတာကကြတော့ဆေးရမလောက်နိုင်ပေါ့ကိုယ်ကဝယ်သုံးမှသလဲတော့အလုပ်ကမရှိရတာပတ်သက်ပြီးရှိရတာဝယ်မသုံးတာအားမလို့ခက်ခက်ရှိတယ်ပေါ့ အလားတူကွာမျိုးနဲ့အတွင်းမှာလည်းရေပြာယောဂါဖြစ်ပွားမှုနှောဟာနှစ်ဆန်းပိုင်းကနေစပြီးဖြစ်ပွားမှုတွေပြန်လည်မြင့်တက်လာတာကြောင့်လူဦးရေ2000ကျော်လောက်မှာရေပြာယောဂါကူးစက်ခံနေရတယ်လို့လည်းသိရပါဗျ။ရခိုင်ပြည်ကွာမျိုးနယ်မှာရေပြာယောဂါဖြစ်ပွားနေသူဟာစစ်ဆောင်ပြည်သူထက်က60ရာခိုင်နှုန်းလောက်ဖြစ်ပွားနေပြီးတန်ရဲမျိုးနယ်မှာ30ရာခိုင်နှုန်းခန့်ဖြစ်ပွားနေတယ်လို့သိရပါဗျ။